American တရုတ်ကုန်သွယ်ရေးစစ်ပွဲကစတင်ပြီဖြစ်ပါတယ်။စေကန်နေ့မှာပုံထက်နေတဲ့ကွန်တိန်နာတွေအားလုံးကတင်ပို့ဖို့စောင့်ဆိုင်းနေတာပါ။ဒီရုတ်တံဖိုင်ကို April 17ရက်နေ့မှာ Zurich က ဒိုရန်အသုံးပြုသူတဦးကဒေတာစိတ်ကမ်းမှာရိုက်ကူးထားတာဖြစ်ပါတယ်။ဂျန်တခုတည်းမဟုတ်ပါဘူး။မကြသေးခင်ရက်အတွင်းမှာဆိုရင်တော့ဂန်ဟိုရှန်ဟိုင်းနဲ့ဟောင်ကောင်အပါအဝင်တရုတ်နိုင်ငံရဲ့ဂန်ယူရန်တခြားကအဓိကတင်ပို့ရေးဗဟိုဌာနတွေမှာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေနှီးပါရက်တက်သွားခဲ့တာဖြစ်ပါတယ်။ဒီဒေတာတွေကစိတ်ကမ်းတွေကအခုတင်ပို့ဖို့ဆောင်ဆိုင်နေတဲ့ကွန်တိန်နာတွေနဲ့ပြည့်နေပါတယ်။ American ပြည်အောင်စုကတရုတ်ကုန်ပစ္စည်းတွေအပေါ်ချမှတ်ထားတဲ့145ရာခိုင် င်းလုံးအခွန်ဟာတရားဝင်အာဏာတည်လာခဲ့ပြီးတရုတ်နိုင်ငံရဲ့တင်ပို့ရေးထောက်ပံ့မှုခွင့်စက်တစ်ခုလုံးမှာပြင်းထန်တဲ့အနှောင့်အယှက်တွေဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ဗန်နာရေးသတင်းဌာန စန်ဂျန်ရဲ့အဆိုအရရှန်ဟိုင်းရဲ့ယောင်ရှန်နဲ့ဝူဟန်ဂန်ဇိုစိတ်ကန်တွေမှာအမေရိကန်ပြည်တော်စုစီတင်ပို့ဖို့စီစဉ်ထားတဲ့ကုန်စည်တွေကအခွန်နေမကျင့်သုံးခင် အလင်းအမြန်သင်္ဘောတွေပေါ်တင်ဆောင်ခဲ့ကြပါတယ်။ဒါပေမဲ့အမေရိကန်ဟာ125ရာခိုင်နှုန်းအခွန်ထပ်တိုးကျညာပြီးတဲ့နောက်ရှန်ဟိုင်းရဲ့တစ်ချိန်ကစီကားနေတဲ့တင်ပို့ရေးလုပ်ငန်းဟာရက်အနည်းငယ်အတွင်းရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ ဧပြီလ10ရက်နေ့အထိအမေရိကန်ပြည်ထောင်စုစီကိုဦးတည်နေတဲ့ဂုံတင်သင်းမောတွေလုံးဝမတွေ့ရတော့တလို့ဖြစ်သွားခဲ့ပါတယ်။သတင်းတွေအရတရုတ်နဲ့အမေရိကန်ကြားဂုံတင်သင်းမောတွေနဲ့ကုန်စည်ပို့ဆောင်ရေးလျင်ခီးစဉ်တွေအများအပြားဖျက်သိမ်းခံခဲ့ရပါတယ်။ပို့ဆောင်ရေးအချိန်ကန့်သက်ချက်ကိုလွှဲချော်ခဲ့တဲ့ကွန်တိန်နာတွေကအခုစိတ်ကန်းပေးကတူလောင်ယုံတွေမှာပိတ်မိနေပါတယ်။တင်ပို့သူတွေကအကောက်ခွန်ပြန်လည်လျှောက်ထားတဲ့ဆိုင်ရက်စရန်တွေတင်သွင်းနေကြပါတယ်။ မဝေးတဲ့အနာဂတ်မှာ American တရုတ်ပို့ဆောင်ရေးလမ်းကြောင်းတွေရဲ့ပို့ဆောင်နိုင်စွမ်းရဲ့90ရာခိုင်နှုန်းလောက်ဖြတ်သိမ်းခံရွယ်ရှိရလို့ခန့်မှန်းထားပါတယ် Radio Free Asia ရဲ့အဆိုအရကွမ်ဒုံကတင်ပို့သူ Mr. Chen ကရှန်ဟိုင်းမှာ စီးပွားရေးခီးထွက်နေရင် April 17ရက်နေ့ interview မှာ ကွမ်ဒုံရဲ့ရန်ထင်းစိတ်ခမ်းမှာရှန်ဟိုင်းနဲ့အတူတူအခြေအနေပဲကွန်တိုင်နာတွေအထက်လိုက်ပုံနေပြီးတော့ကုန်တင်သင်္ဘောတွေအနည်းငယ်ပဲထွက်ခွာနေရလို့ပြောပါတယ် ရန်ချန်စိတ်ကမ်းမှာတာဝန်ကျနေတဲ့ Costco တင်မောလုပ်သားတဦးက American တရုတ်လမ်းကြောင်းပေါ်ကခီးစဉ်တွေအများအပြားဖျက်သိမ်းခံလိုက်ရပြီးကုန်ပစ္စည်းအပြည့်မတင်နိုင်တဲ့တင်မောတွေမှာပုံမှန်ဆိုတင်မောငါးသူတွေကအသုံးမပြုတဲ့နေရာအတွက်ပတ်စံပေးကဆက်ထွက်ခွာနိုင်ပေမယ့်အခုအဲ့လိုမျိုးမထွက်တော့ပါဘူးတင်မောသုံးစီးကိုနှစ်စီးအဖြစ်ပေါင်းစည်းပြီးနောက်ဆုံးမှာတစ်စီးတည်းအဖြစ်ပြောင်းလဲလိုက်ပါတယ်လို့ပြောပါတယ်ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာတဦးက မရိကန်ပြည်တော်စုစီတင်ပို့နေတဲ့တင်ပို့သူအများစုကအခုတို့ရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းထားပြီးအခြေအနေဘလို့ဖြစ်လာမလဲစောင့်ကြည့်နေကြတယ်လို့ထက်လောင်းပြောပါတယ်။ဒါကြောင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တဦးကကျွန်တော်တို့မရှင်းတန်နိုင်တော့ဘူးတို့ကအခွန်ကို90ရာခိုင်နှုန်းထပ်တိုးလိုက်တယ်။ American ကနေကနေဒါလမ်းကြောင်းကလုံးဝပြိုချနေပြီးတော့ဖောက်တယ်ရီကတို့ရဲ့ကုန်စည်တွေကို truck ကားတွေနဲ့ဆွဲထုတ်နေကြတယ်။ကျွန်တော်ဘလို့ရှင်းတန်ရမှာလဲ။ ကုံသွေးစစ်ပွဲရဲ့ကြည်စံတွေကကျွန်တော်ကိုပြင်းထန်စွာ ထိမှန်နေရလို့ပြောပါတယ်။တချို့လူတွေကဘာလို့ကနေဒါပါဒီအမေရိကန်အခွန်အေးတဲပါဝင်နေရတာလဲ။ဘာလို့အမေရိကန်ကနေဒါလမ်းကြောင်းကို တခုတည်းသတ်မှတ်ထားတာလဲလို့မေးကောင်းမေးနိုင်ပါတယ်။ကုံစီတွေအမေရိကန်ပြည်တော်စုကိုရောက်တဲ့အခါအခွန်သက်သာတဲ့ truck ကားတွေနဲ့ကနေဒါကိုပို့ဆောင်ပါတယ်။ ကနေဒါကိုရောက်တဲ့အခါအလားတူအကောက်ခွန်တက်တာတဲ့ truck ကားတွေဒါမှမဟုတ်ရထားနဲ့ American ပြည်အောင်စုကိုပြန်ပို့ပါတယ်။အရင်ကသူတို့ကဖွဲမရတဲ့ညီအကိုတွေလိုပါပဲ။ဒါပေမဲ့အခုသူတို့ပြက်စဲသွားကြပါပြီ။သူကသူ့အပေါ်အခွန်တိုးလိုက်သူကသူ့အပေါ်အခွန်တိုးလိုက်နဲ့အခုကျွန်တော်မှစားစရာဘာမှမရှိတော့ဘူးဒါဟာကျွန်တော်တယောက်တည်းလည်းမဟုတ်ပါဘူးအခုအချိန်ကြီးခက်ခဲတယ်ဆိုပေမဲ့ဆက်ပြီးတော့လက်ခံနိုင်ရရှိအောင်စူးစမ်းရမှာပါ ဒါရီကိုကြော်လွားသွားနိုင်ရင်တော့ပိုကောင်းတဲ့နေ့ရက်တွေရောက်လာပါလိမ့်မယ်။ဆက်လက်ခဏရင်ရှိအောင်စူးစမ်းသွားပါမယ်ဆိုပြီးတော့ပြောပါရစေ။ main food တဲ့အရာတရုတ်နဲ့အမေရိကန်မှာပင်လယ်ရေကြောင်းကုန်စည်စူးစီးပို့ဆောင်ရေးလုပ်ငန်းမှာလုပ်ကိုင်နေသူတွေကသူတို့ရဲ့လုပ်ငန်းအတွင်းတိုင်ပင်ဆွေးနွေးပြီးရနောက်ဧပြီလ10ရက်နေ့အထိတရုတ်နိုင်ငံကစိတ်ကန်းအသီးသီးကနေအမေရိကန်ပြည်တော်စုစီထွက်ခွာမဲ့ကွန်တိနာသင်္ဘောတွေရဲ့ဘုကင်ပမာဏကထက်ဝက်ကျော်ကျဆင်းသွားခဲ့တယ်လို့တွေးရှိခဲ့ပါတယ်။ သူတို့ကအခွန်စစ်ပွဲရဲ့မတိကြမရေရာတဲ့သဘောကြောင့်အမေရိကန်ပြည်တော်စုကိုရောက်တဲ့အခါကုံစီတချို့ကိုဝယ်ယူသူတွေကပယ်ချပြီးပြန်ပို့ခံရဝယ်ရှိရလို့ခန့်မှန်းထားပါတယ်။လေကြောင်းကုံစီပို့ဆောင်ရေးဈေးကွက်ကလည်းတိတာတဲ့ထိခိုက်မှုနဲ့ရင်ဆိုင်နေရပါတယ်။တောင်တရုတ်ကကုံစီပို့ဆောင်ရေးလုပ်ငန်းရှင်တအူးကစင်ဂျန်းကိုပြောရမှာ နောက်အပတ်မှာ American ပြည်တော်စုစီလေကြောင်းပို့ဆောင်မှုတွေဟာ90ရာခိုင်နှုန်းကျန်းစင်းဖွယ်ရှိရလို့ဆိုပါတယ်။အဓိကလေကြောင်းလိုင်းတွေကလည်းကုန်စည်ပို့ဆောင်ရေးလေယာဉ်ခီးစဉ်တွေကိုရှော့ချလိုက်ပါတယ်။ရုတ်တရက်မြင့်တက်လာတဲ့အခွန်တွေကြောင့်တင်ပို့သူတွေနဲ့သူတို့ရဲ့ဖောက်သည်တွေဟာကုန်ကြမ်းစည်းတွေကိုဘလို့ဝေခွဲရမလဲဆိုတာကိုပြန်လည်ညှိနှိုင်းနေရပါတယ်။ဒါကကုန်စည်အများအပြားပို့ဆောင်မှုရပ်ဆိုင်သွားရတဲ့အကြောင်းမျိုးမျိုးတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ မြန်မာ့ရဲ့အခွန်တွေကစိတ်ကမ်းဖိဆိုးမှုကိုဖြစ်စေုံတင်မှာကပဲနိုင်ငံသားကုန်သွယ်ရေးစက်ရုံတွေကိုလည်းအရင်ကမကြုံဘူးတဲ့အချက်တွေတည်းရောက်စေခဲ့ပါတယ်။ခန်းကျန်းနဲ့တခြားမီဒီယာတွေရဲ့အဆိုအရအမေရိကန်အခွန်တွေအာနာတီလာပြီးကတည်းကကုန်သွယ်ရေးပြည်နယ်ကြီးနှစ်ခုဖြစ်တဲ့ဆိုရိုနဲ့ ဂန်ဒေါင်းကတင်ပိုရေးစက်ရုံတွေဟာထုံလုံးမှုအကုန်နီးပါးရပ်တန့်သွားခဲ့ပြီးတူလောင်ရုံတွေမှာ တင်ပိုဖို့ရည်ရွယ်ထားတဲ့ကုန်စည်တွေနဲ့ပြည့်နေနေပါတယ်။ရှန်ဟိုင်းကစီးပွားရေးလုပ်ငန်းရှင်တွေဟာစိတ်သက်သာနေကြပါတယ်။ဒါရီက145ရာခိုင်နှုန်းအခွန်တွေကြောင်းပါပဲ။ထရန်ကဒီအခွန်ကိုတွက်ဖို့ကနန်းတွက်ဆက်တောင်သုံးခဲ့ရလားအထယ်ဆက်ရုံကမစ္စတာဝမ်ကပိုလစ်တီယာအထယ်တင်ဖို့မှုအတွက် ကုန်ကြမ်းစီဒေါ်လာ2သိန်းရှိခဲ့ပြီးတော့ အရင်ကအမေရိကန်ကိုရောင်းချရမှာ9000ဒေါ်လာအမြတ်ရခဲ့ပါတယ်။ဒါပေမဲ့အခုအခွန်အသစ်တင်နေဆိုရင် Mr. Wan ဟာသူ့ရဲ့တူလောင်ယုံရှိမှာငိုကြွေးနေပြီး4000ဒေါ်လာဆုံးရှုံးခဲ့ရပါတယ်။အခုဒီ Terry ကိုဘယ်သူမှမလိုချင်တော့ဘူး။ပကံစည်းတဲ့အဝတ်ဖြစ်တောင်မလိုချင်ကြဘူး။တခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်းငွေသားစည်းစိမ်မှုပြတ်တောက်သွားခဲ့ပြီး order တွေဖျက်သိမ်းခံလိုက်ရပါတယ်။အခုဘာလို့ကြမလဲ။တရုတ်နိုင်ငံတဝန်ကအလားတူသတင်းတွေထွက်ပေါ်လာနေပါတယ်။ ဂျွန်ဆူကအသုံးပြုသူတဦးကအမှတ်ချက်ရေးထားတယ်။ကျွန်တော်တို့မိသားစုကနိုင်ငံသားကုန်သွယ်ရေးလုပ်တဲ့ order အများစုကအမေရိကန်ကပဲမနေ့ကဖောက်တဲ့ဆီကဖုန်းလာပြီး order ရဆိုင်ဖို့ပြောတယ်။ကွမ်တုံကအသုံးပြုသူတဦးကလည်းအမေရိကန်ကိုတင်ပို့တဲ့ဖောက်တွေဟာ order အားလုံးနှီးပါဖြတ်သိမ်းလိုက်ကြပြီးသဘောငွေတောင်မသိမ်းထားကြဘူးလို့အမှတ်ချက်ပေးထားပါတယ်။ဂျွန်ဂျန်ကနိုင်ငံသားကုန်သွယ်ရေးစက်ရုံမှာ လုံလုံတဲ့ဝန်ထမ်းတဦးက ျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့တင်ပို့မှုတွေဟာအဓိကအားဖြင့် American ဟုတ်ပဲအခုဖောက်တယ်တွေကအရေးတကြီးရဆိုင်ဖို့တောင်းဆိုနေတယ်ပင်လယ်မြေမှာရှိနေတဲ့ကုန်စည်တွေနေနဲ့မေလ28ရက်နေ့မှာအကောက်ခွန်ရှင်းလင်းနိုင်ရင်54ရာခိုင်နှုန်းအခွန်နဲ့ရင်ဆိုင်ရအောင်မယ်လို့ပြောပါတယ်ဒီခွန်သက်သာကာလရဲ့တိကျမှုကိုကျွန်တော်တို့အတိမပြုနိုင်ပေမဲ့ဒါဟာနိုင်ငံသားကုန်သွယ်ရေးလုပ်ငန်းတွေရဲ့မျှော်လင့်ချက်မဲ့ရုံးကန်မှုတွေကိုပြသနေပါတယ်ကွမ်တုံးမှာမော်တော်ယာဉ်အစိတ်အပိုင်းတွေထုတ်လုပ်တဲ့စက်ယုံပိုင်ရှင်တို့က ဗီဒီယိုတွေမှာမျောလင်းချက်မဲ့မှုကိုဖော်ပြပါရယ်အခွန်တွေမြင့်တက်လာတဲ့အခါဆက်ယုံကအငိမ့်စားအိမ်တစ်ခုလိုဖြစ်သွားပါရယ်ပြီးခဲ့တဲ့နှစ်ဒီအချိန်တုန်းကဆက်တန်တွေကနားထောင်မနိုင်အောင်ကျေလောင်နေခဲ့ပါရယ်အခုကြွက်တီတောင်မလာတော့ပါဘူးနှစ်တန်းရွံတန်ဖိုးရှိတဲ့ကုန်စည်တွေက တောင်းလို့ပုံထက်နေပြီးတော့ဘယ်သူမှမလိုချင်ပါဘူးအလကားပေးရင်တောင်မလိုချင်ကြပါဘူးအလုသမားတွေကတဏီကုံအဖြစ်မှာနေကူရဲထိုင်နေရပြီးသူတို့ရဲ့အခြေခံလစာတွေကိုကျွန်တော်အိတ်ကက်ထဲကပေးနေရပါတယ်ဘဏ်ကချင်းငွေအတွက်နေတိုင်းလိုက်ထောင်းနေပါတယ်ဒီလိုဆက်သွားရင်နောက်ထပ်၃လအတွင်းဒီဆက်တွေကတန်တူတန်ဆပစ္စည်းတွေလောက်ပဲတန်ဖိုးရှိပါတော့မယ်အမေရိကန်တွေကအခွန်တွေကိုတချက်မစင်စားပဲမြင့်တင်လိုက်တာဒါပေမဲ့ဒါဟာကျွန်တော်တို့လိုတကယ်စက်မှုလုပ်ငန်းသမားတွေကိုတတ်နေတာပဲဒီတူလောင်ကုန်တွေ ကိုရှင်းထုတ်နိုင်မယ့်နည်းလမ်းတစ်ခုခုဘယ်သူမှရှိလဲတန်ဖြတ်စည်းနဲ့ဆိုရင်တောင်လက်ခံပါမယ်။ရှန်ထွန်ကန်ဒွန်ကကစားစရာနဲ့လက်ဆောင်ပစ္စည်းထုတ်လုပ်သူတဦးကလည်းဒီနေ့မှာအမေရိကန်ကနေအော်ဒါတစ်ခုမှမရရှိခဲ့ဘူးလို့ပြောပါရယ်။ရှင်ဇန်မှာ အမေဇုန်ရောင်းချသူဒေးဗစ်ဖန်ကထုတ်ကုန်စည်းနှုန်းတွေကို30ရာခိုင်နှုန်းမြင့်တင်ရမယ်။ကြော်ညာကုန်ကျစရိတွေလျှော့ချပြီးအမေရိကန်ပြည်မဈေးကွက်တွေစီအရင်အမြင့်တွေပြောင်းရွှေ့ရမယ်လို့ပြောပါရယ်။ရှန်ဇန် cross Border E-commerce Association ရဲ့ဥက္ကဋ္ဌဝန်စင်းကမြန်မာ့အခွန်တွေဟာကုန်ကြမ်းစည်းဖွဲ့စည်းပုံကိုလုံးဝပြောင်းလဲပြစ်လိုက်တယ်။အကောက်ခွန်ရှင်းလင်းချိန်ပို့ကြလာတာတိတာထင်ရှားတဲ့ထောက်ပံ့ပို့ဆောင်ရေးကုန်ကြမ်းစည်းတွေကတရုတ်ရောင်းချသူတွေအတွက် American ဈေးကွက်မှာလည်ပတ်ဖို့အလွန်ခက်ခဲစေတယ်လို့သတိပေးနေပါတယ်။ဒီမှာကအသေးစားနဲ့အလက်စားလုပ်ငန်းတွေမှာအများအပြားဖိတ်သိမ်းရတာကပြည်ရင်းအလုံးလက်မဲ့နှုံတိတိတသာ မြင့်တက်လာစေနိုင်တယ်လို့ပြောပါတယ်။ ကိုယ်တိုင်စစ်ပွဲရဲ့ဖိအားအောက်မှာဒီုံနိုင်ငံအတွင်းပြည်သူလူထုရဲ့စိတ်ထားဟာပုံမူကွဲပြားလာခဲ့ပါတယ်။တပတ်မှာတရုတ်ကွန်မြူနစ်ပါတီရဲ့ဝါရဖြန့်ချီမှုရဲ့လွှမ်းမိုးမှုခံရသူတချို့ကပြင်းထန်တဲ့မျိုးချစ်စိတ်ဓာတ်ကိုပြသနေကြပါတယ်။ဟွိုင်းကအောက်ခြေဆောင်စက်ယုံပိုင်ရှင်တဦးကဗီဒီယိုထဲမှာမျှဝေထားတယ်။ကျွန်တော်တို့မကြသေးခင်ကမှထုတ်လုပ်မှုရလာရတယ်။ပရိသတ်တွေကအမေရိကန်အခွန်တုံးပြမှုကကျွန်တော်တို့ကိုထိခိုက်လာလို့မေးနေကြတယ်။ တင်လို့တည့်ရဲ့အတိုင်းကျွန်တော်တို့ရဲ့လုပ်ငန်းရဲ့90ရာခိုင်နှုန်းကအမေရိကန်နဲ့ပါမနီယာစားပြီးတော့အမေရိကန်အခွန်ဟာ145ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တယ်ကျွန်တော်တို့အပေါ်တိုင်းရိုက်ထိခိုက်မှုကတော့အမေရိကန်ကိုတင်ပို့တဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းအားလုံးရပ်တန့်သွားရတာပါ OEM ဖောက်တဲ့တွေကလည်းထုတ်လုပ်မှုရပ်ဖို့ပြောထားပါတယ်စိတ်ကမ်းမှရှိရဲ့ကျွန်တော်တို့ရဲ့ကုန်စည်အားလုံးကို ပြန်ဆွဲထုတ်ရပါမယ် ဆုံးရှုံးမှုတွေကတွန်းလို့တောင်မရနိုင်ပါဘူးတရုတ်အစိုးရရဲ့ဝါရဖြန့်စီမှုရဲ့လွမ်းမှုမှုကြောင့်ဖြစ်နိုင်ပြီးသူဟာကုံသွေးစစ်ပွဲရဲ့ဓားကောင်တူဖြစ်နေပေမဲ့အမေရိကန်နဲ့တရုတ်ရဲ့ရင်ဆိုင်မှုကိုခိုင်မာစွာထောက်ခံကြောင်းဖော်ပြပါတယ်ဘဝခက်ခဲလားတကယ်ကိုအလွန်ခက်ခဲပါတယ်ဒါပေမဲ့ဒီတိုက်ပွဲကိုဆက်တိုက်ရမှာမလား လုံးဝတိုက်ရမှာပါဒါဟာလုံးဝအတိတ်ပဲမရှိပါဘူးနိုင်ငံကြီးအင်အားကြီးလာမှသာလူလူကတကယ်ကုန်သိခါရပါမယ်နိုင်ငံရဲ့ထောက်ခံမှုမရှိရင်အသေးစားလုပ်ငန်းတွေဟာပြည်ပမှာမမမမက်ရက်တည်ပြီးပတ်စံရှာနိုင်မှာမဟုတ်ပါဘူးကြီးမားတဲ့တင်ပို့သူတွေအတွက်တော့ဒီစစ်ပွဲမှာပထမဆုံးပြိုကျသူတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ဆွန်လော့နင်နာခံရတာကကြောက်စရာမဟုတ်ဘူးလက်နဲ့ချလိုက်ရမှာကသာကြောက်စရာပါတနည်းအားဖြင့်ပြောရရင်အကုန်လုံးဆုံးရှုံးသွားရင်တောင် အလုံးအရင်နဲ့ဝင်ပါမယ်။ဒီဗီဒီယိုကဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားပြီးတရုတ်ပြည်ပမှာဆိုရှယ်မီဒီယာအသုံးပြုသူတွေရဲ့အကြားပြင်းထန်တဲ့ဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ American AC ကနေအချိန်အကြာကြီးပတ်စံရှာပြီးချမ်းသာလာခဲ့ပေမဲ့ကျေးဇူးတင်စိတ်မရှိပဲသူတို့ကိုခေါင်းပုံဖြတ်တဲ့အစိုးရကို ပြန်ထောက်ခံနေတာဒီကျေးဇူးမတင်တဲ့လူတွေဒေဝါလီမချသေးတာမယုံနိုင်စရာပဲသူတို့စီကုံစီရောင်းတာကိုရက်လိုက်ရုံပဲ ဒါဟာအကောင်းဆုံးနည်းလမ်းပါပဲတချို့လူတွေကဒါဟာမျိုးချစ်စိတ်ဓာတ်ကိုအသုံးပြုပြီးတော့ထုတ်ကုန်ရောင်းဖို့နဲ့ influencer ဖြစ်လာဖို့သာရည်ရွယ်တာလို့ထင်ကြပါတယ်တစ်ဖက်မှာတော့စိတ်ဓာတ်ကျတဲ့စိတ်ထားတွေလည်းပြန့်နှံ့လာနေတာဖြစ်ပါတယ် John Show ကအသုံးပြုသူ Mr. Hong က Radio Free Asia ကိုပြောရမှာစိတ်ထကြမှုဟာတကယ်ဆိုးရွားပါတယ်အသက်80ကျော်အဖိုးအဖွားတွေရော လူငယ်တွေပါဒီခံစားချက်ကိုခံစားနေရတယ်လို့ဆိုပါတယ် ကွန်ဒိုရှန်ဒေါင်ကမစ္စတာရှန်ကလုပ်ငန်းအားလုံးမှာကြာဆင်းမှုလက္ခဏာတွေပြသနေပါတယ်။ကွန်ဒုံနဲ့ဆူချန်ကအခွန်စပွဲမှာအဆိုးရွားဆုံးထိခိုက်ခံရပြီးတော့နေပညာကောစီးပွားရေးပါရပ်တန့်နေတယ်လို့ပြောပါတယ်။သူကဖွံ့ဖြိုးပြီးနိုင်ငံတွေကတရုတ်ထုတ်ကုန်တွေဝယ်ယူတာကိုရပ်လိုက်ရင် စီးပွားရေးပြိုလဲမှုရဲ့အကျိုးဆက်တွေဟာမခံနိုင်လောက်အောင်ဖြစ်လာပါလိမ့်မယ်လို့ဆိုရင်းရပါတယ်လို့ပြောတယ်။တခြား blogger တူက2025ခုနှစ်ဟာခက်ခဲလိမ့်မယ်လို့ထင်ထားပေမဲ့ဒါလို့ဆိုရလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။ဒီမျှော်လင့်ချက်မဲ့တဲ့ခံစားချက်ဟာနိုင်ငံသားကုန်သွယ်ရေးလုပ်ငန်းကလူတွေတင်းမှာပြန့်နှံ့နေပါတယ်။ဒီကုန်သွယ်စစ်ပွဲဟာနိုင်ငံသားကုန်သွယ်ရေးမှာတကယ်ကိုထိခိုက်စေပြီးတော့နာကျင်စရာပဲလို့ရှင်းသားထားပါတယ်။နိုင်ငံသားကုန်သွယ်ရေးလုပ်တဲ့သူတွေဒုက္ခရောက်နေရင် နိုင်ငံသားကုန်သွယ်ရေးမှာမလုပ်ထည့်သူတွေကအဆင်ပြေမှာပေါ့လို့တင်ထင်ကောင်းထင်နိုင်ပါတယ်။အကယ်လို့အကုန်လုံးတစ်ခုဟာ American ဈေးကွက်နဲ့အဓိကအားဖြင့်လုံခြုံနေရတယ်ဆိုရင်ဒီနေ့မှာသူတို့ရှင်သန်နိုင်ပွဲမရှိပါဘူး။ဘာလို့လဲဆိုတော့လူမှုဖူလုံရေးကုန်ကြစည်းတွေလည်းမြင့်တက်လာနေလို့ပါ။ကုမ္ပဏီတစ်ခုဆက်လက်မထိန်းသိမ်းနိုင်တဲ့အခါပိုင်ရှင်ကအဆိုးဆုံးခံစားရတယ်လို့ထင်ပါသလား။စီးပွားရေးလုပ်ငန်းရှင်တိုင်းကသူတို့အတွက်ထွက်ပေါက်တစ်ခုကိုထားရှိထားကြပါတယ်။သူတို့ရဲ့ထွက်ပေါက်ကတော့စူဆောင်းငွေတွေနဲ့နေထိုင်ရင်းအတိုးနဲ့မလုံမရှောင်းဝင်ငွေ ွေတွေကိုအားကိုးပြီးရှင်သန်ဖို့ပါပဲဒါပေမဲ့အလုတ်ထုတ်ခံရတဲ့အလုတ်သမားတွေကရောအလုတ်မရှိပဲလာစာမရပဲသူတို့ဘလောက်ကြာကြာခံနိုင်မလဲအလုတ်ထုတ်ခံရတဲ့အလုတ်သမားတွေကအခုသူတို့ရဲ့လူမှုအတိုင်းဝိုင်းထဲမှာအားတက်တရောအောင်ဟစ်နေတဲ့သူတွေနဲ့အတူတူပဲဖြစ်နိုင်တယ်ဆိုတာတကယ်ကိုထူးခြားပါတယ်မြန်မာရဲ့အခွန်တွေကတရုတ်ရဲ့နေဆက်ဖြတ်ကျော် electronic ကုသန်းရောင်းဝယ်ရေးကဏ္ဍကိုလည်းပြင်းထန်စွာထိခိုက်စေခဲ့ပါတယ် Shenzhen Cross Border E-commerce Association ရဲ့ဥက္ကဋ္ဌ ဝမ်ချန်ကဒါဝိုရခင်ကမကြုံဘူးတဲ့ထိုင်လမှုတစ်ခုအဖြစ်ဖော်ပြပါရယ်။ဒီမှာအခွန်တွေဟာကုန်ကြစီဖွဲ့စည်းပုံကိုအခြေခံကြကြပြန်လဲပုံဖော်လာမယ်။အကောက်ခွန်ရှင်းလင်းချိန်ပို့ကြလာတာထောက်ပံ့ပို့ဆောင်ရေးကုန်ကြစီတွေမြင့်တက်လာတာတွေကတရုတ်ရောင်းချသူတွေအမေရိကန်ဈေးကွက်မှာရှင်ပြိုင်နိုင်ဖို့အလွန်ခက်ခဲစေပါတယ်လို့ပြောပါတယ်။အသေးစားနဲ့အလက်စားလုပ်ငန်းတွေအပေါ် PR တွေကတရုတ်နိုင်ငံမှာအလုံးလက်မဲ့နှုံတိတိတသာမြင့်တက်လာစေနိုင်တယ်လို့သူမှသတိပေးထားတယ်။ ရှန်ဇန်အခြေကိုက်အမေဇုန်ရောင်းချသူဒေးဗစ်ဖန်ကကျွန်တော်ထုတ်ကုန်ဈေးနှုန်းတွေကို30ရာခိုင်နှုန်းမြင့်တင်ခဲ့ရပါတယ်။ထုတ်ကုန်အမျိုးအစားတွေနဲ့ကြော်ညာဘတ်ဂျက်ကိုလျှော့ချခဲ့ပြီးတော့ American ပြည်ပဈေးကွက်တွေစီအရင်မြင့်တွေပြောင်းရွှေ့ခဲ့တယ်လို့ပြောပါတယ်။ တင်ပို့မှုတွေအဟန့်အတားဖြစ်နေတာကြောင့်နေဆက်ဖြတ်ကျော် electronic ကုသန်းရောင်းဝယ်ရေးသူတွေအများအပြားကပြည်ရင်းစည်းကွက်ကိုဥတီလာကြပါတယ်။နေဆက်ဖြတ်ကျော် electronic ကုသန်းရောင်းဝယ်ရေးမှာရှင်းနစ်ကြာလောက်ကိုင်းနေတဲ့လုပ်ငန်းရှင်တူကမနက်3နာရီမှာဗီဒီယိုတင်ပြီးသူမရဲ့အတွေ့အကြုံကို မျှဝေထားပါတယ်။ဟိုင်းအခုမနက်3နာရီကျော်ပါပြီကျမကလည်းဆက်ဖြတ်ကျော်ကုန်စည်တထုတ်ကိုလှုပ်ဆောင်ပြီးကမှရုပ်တရက်ရှင်နေရတစ်ခုခုကိုမျှဝေချင်လာပါတယ်အခွန်ဆိုရဲစကလုံးကိုမြင်တိုင်းကျမစိတ်ထဲမှာထိတ်လန့်သလိုဖြစ်ပါတယ် ကျွန်မနေဆက်ဖြတ်ကျော် electronic ကုသံရောင်းဝယ်ရေးလို့တာ၈နှစ်ရှိပါပြီ။ထောက်ပံ့ပို့ဆောင်ရေးနှောင့်နှေးမှုငွေလဲနှုန်းအတက်ကျမနက်၃နာရီမှာ email တွေပြန်ဖြေရတာတွေဒါတွေအားလုံးကိုကျွန်မဖြတ်သန်းခဲ့ရပါတယ်။ဒါပေမဲ့ဒီအခွန်တွေကကျမတို့ကိုဖြည့်ဆည်းတင်လိုက်မယ်လို့တခါမှမထင်ခဲ့ပါဘူးအခုနေမြင့်တက်လာတာကကျမတို့လိုအသေးစားနဲ့အလက်စားလုပ်ငန်းတွေရဲ့ရှင်သန်နိုင်တဲ့နေရာကိုတကယ်ကိုဖြည့်ဆည်းလိုက်ပါတယ် ဒီညမှာကျမထွေးနေမိတာက နေဆက်ဖြတ်ကျော် electronic ကုသန်းရောင်းဝယ်ရေးရဲ့ရွှေခင်းကကုံဆုံးသွားပြီလားပြင်းရင်းဈေးကွက်ကိုအာယုံဆိုင်တဲ့မီလားတကယ်တော့ကျမအရင်အတွက်ပြင်ဆင်နေပါပြီလို့ကျမအမတ်တစိတ်အစ်တစ်ခုကိုမှတ်ပုံတင်လိုက်ပြီးအလားပါဆိုင်ရာကရိယာဈေးကွက်မှာဆက်လက်လုပ်ကင်ဖို့စီစဉ်ထားပါတယ်ဒါပေမဲ့ညနေဖုန်းဝက်တဲ့ခေကုံဆုံးသွားပြီးကလေးက ပြင်းစားသောမှုအရင်နေပါနေပါတယ်။အခုဒီ project တွေကိုပြန်စတင်ရင်တောင်ပတ်စံရှာနိုင်မလားဆိုတာမသိကြတော့ပါဘူး။ကွန်ဂျိုးမှာရှိတဲ့အဝတ် cherry အားလုံးမရောရပဲပုံထက်နေပါတယ်။ဘာမှတင်ပို့လို့မရပါဘူး။စက်ရုံတွေမှာကုန်ကျန်းတွေအလွန်အကျွံသူလောင်ထားရပါတယ်။ဒါအားလုံးက trend ကကုန်သွယ်ရေးစပွဲကိုစတင်ခဲ့ပြီးအခွန်ရုပ်တရားရခိုင်နှုန်းကျော်အထိမြင့်တင်လိုက်လို့ပါ။ဒါကြောင့်ကျမတို့အဆုံးဖြတ်လိုက်ပါတယ်။ကွန်ဂျိုးကအဝတ် cherry လုပ်ငန်းအားလုံးက တင်ဖို့ရောင်းချမှုကနေပြည်ရင်းရောင်းချမှုစီပြောင်းလဲပါမယ်။ ဈေးနှုန်းဘလိုပဲဖြစ်ဖြစ်အားလုံးကိုရောင်းထုတ်ရပါမယ်။ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာ April 2ရက်နေ့မှာပြန်စတင်ကြတဲ့ကလျင်မြန်စွာပြင်းထန်လာခဲ့ပါတယ်။ April 10ရက်နေ့မှာ Trend Asia ကတရုတ်ကုန်စည်တွေအပေါ်အခွန်ကို145ရာခိုင်နှုန်းအထိမြင့်တင်မယ်လို့ကြေညာခဲ့ပါတယ်။နောက်တနေ့မှာပဲတရုတ်က American ကုန်စည်တွေအပေါ်အခွန်ကို125ရာခိုင်နှုန်းအထိမြင့်တင်ကတံပြန်ဖြည့်ရှင်းခဲ့ပါတယ်။ Xi Jinping က တရုတ်ဟာမတရားဖိနှိပ်မှုကိုမကြောက်ဘူးလို့ပြောခဲ့ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်ကဆက်လက်ပြင်းထန်အောင်လှုံ့ဆော်ရင်တရုတ်ဟာအဆုံးထိတိုက်ပွဲဝင်မယ်လို့ကြေညာခဲ့ပါတယ်။နိုင်ငံတော်ကောင်စီအခွန်ကော်မရှင်ကတော့ပို့ပြီးတော့ပြတ်သားစွာပြောကြားခဲ့ပါတယ်။ မရိကန်ကအခွန်အရေးဆက်လက်မြင့်တင်ရင်တောင်းမရိကန်ရဲ့တရုတ်ကိုတင်ပို့မှုတွေကဈေးကွက်မရှိတော့ဘူးတရုတ်ကလည်းတုံ့ပြန်မှာမဟုတ်ဘူးလို့ဆိုပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ရအောင်ပါရှင်